ရေကေစိကုတလာဓမ္မသဗ္ဗေတိယောနိတောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အတိပဲကဖြစ်ပေါ်လာတဲ့ကုသမှန်သမျှဟာယောနိတောမနတိကာရပေါ်မှာအခြေခံတယ်လို့ပြောတယ်ယောနိတောမနတိကာရကြောင့်ဖြစ်တာတဲ့ရောယောနိတောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာလာသူက wise attention စဉ္ညဉ္ဉံနဲ့နှလုံးသွင်းတတ်တာတော့ပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိတမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာလဲမျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင် ကိုယ်ပါဆင်ញင်တုံတရားကပါဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်အာဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသကံရှိလို့ဒီပစ္စည်းကိုရထားတယ်ဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်เสียရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိတော်မဏိကာနာလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်တယ်ချစ် ေးငါမုံလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညှဉ်းနှံတော်ပြီးငါမှပဲအကုသို့ဖြစ်တယ်မုံနေခြင်းဟာကျိုးမရှိဘူးလို့ဟောနှလုံးသွင်းလိုက်လို့ရှိနေဒါယောနိတော်မနတိကာဆိုလိုတာကယောနိတော်မနတိကာဆိုတာကုသို့ဖြစ်တဲ့ဘက်ကိုဦးလှည့်ပေးရကုသို့ဖြစ်တဲ့ဘက်ကိုဦးလှည့်ပေးရဥပမာမဲ့လူတစ်ယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတိဆောက်ပြီးဆိုလို့ရှိရင် လူတိုင်းလူတိုင်းမှာအဆိုးနဲ့အကောင်းဆိုနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းလူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူရဲ့ဆိုးတာကိုကြည့်တယ်ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကုသဏမှာမေတ္တာဖြစ်ဖို့ကအဓိကပါ ဒီလူတယောက်ပေါ်မှာဟောဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူးဖြူးလေးတိုက်လာသလိုပဲသူကပို့ပြီးတော့ချိန်မြက်လာချိန်မြက်လာလေပစ်မိလောင်ရာလေပစ်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျဒေါသတွေကပို့မြက်လာဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရာလေပစ်ဆိုတာလောဘဖြစ်ရင်လေတွေးလိုက်ရင်ပို့လောဘဖြစ်တယ် ဒေါသဖြစ်တဲ့အာယုံကိုတွေးလိုက်ရင်လည်းပိုပြီးတော့ဒေါသအရှိန်ညက်လာအဲ့တော့အဲ့ဒါတွေကိုမတွေးဘဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ပြောလို့ဆိုအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ် ဆိုပါစို့မိဘနဲ့သားသမီးဆိုတာမိဘကဒီသားဒီသမီးကိုတိတ်ချစ်တယ်တန်ရစင်တွေတိတ်ဖြစ်လာသူ့ဘုံမှာဖြစ်လာတဲ့တန်ရစင်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးအဲ့ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကန်တဲ့သူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့သူ့ကိုသိတာမဟုတ်ဘူးခုမှသိတာဘာလဲတနေ့သိရမှာသူတို့လည်းတနေ့သိရမှာ ဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ချင်းအလုံးလုံးရော့ချသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့တော့မှာပဲတွေ့တာမှုတွေတာရောစင်တွေရှော့ချလာတယ်အေးဒီတာတွေ့တာမှုတာရောစင်ငါလည်းအချိုးမဖြစ်ဘူးသူ့လည်းအချိုးမဖြစ်ဘူးသူ့မှာဘာလိုအပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာဘက်ကနေကြည့်တာသူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူ့ကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တက်တာရောစင်ဖြစ်နေလို့ ငါအဖို့ဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတည်တော်ခြင်းဖြင့်တန်ရောစင်တရားကိုလျှော့ချပေးလို့ရပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရောစင်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိပ်ဆုံးမဲ့တဲ့ပစ္စည်းဆိုရင်ကိုကိုယ်တိုင်တောင်မသုံးရဘူးသူများဂိုင်ကြည့်ဖို့ဆိုရင်နေနေတာ ဲ့ဒါမျိုးတောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှင်စိတ်แท้ကခုနကယောနိတော်မတဲ့ဒီကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုအနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်အေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်တယ်ပစ္စည်းကတော့လဲငါကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်အိုးမကြင်ငါနေမဲ့ကြီးပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာ ဝိတန်ချမ်းသာတဲ့မိသားစုလို့ကြားရတယ်။တရားဟုတ်မှမကြံအောင်ကာအစီရင်နဲ့ဆုံးသွားတယ်။အဲ့တော့လောကဆိုတာမကြီးမျော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကဆုံးသွားတယ်လို့ခေါ်တယ်။ဩတခါဒီရန်ကြတော့ကိုယ်ကအသက်ထင်ရှားရှိပြီနဲ့ပစ္စည်းတွေ ဟိုမနေ့တုန်းကတနေ့တုန်းကမင်္ဂလာဆေးကြီးမိလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲအဲ့ဒါပစ္စည်းကကိုယ်ကိုဆွန့်သွားတယ်လို့ခေါ်တာအဲ့တော့ပစ္စည်းကလည်းကိုယ်ကိုကိုယ်ဆွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုဆွန့်ခဲ့ရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်သောကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုတာစဉ်းစားကြည့်ရအောင် သက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွေ့ကြည့်လိုက်ရင်နောက်ထပ်အနည်း40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့တူတူရှိမှာမဟုတ်ဘူးဆိုလိုက်အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာအသုံးချဖို့ဖြစ်တယ်သုံးရမယ်လို့ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတော့တော့မှုဆိုတာပျောက်ပဲသွားတယ်ဘယ်ရာပဲဖြစ်ဖြစ် စင်ကြင်တုံတရားမတ္တမအရေးကြီးတယ်။အဲ့ဒါကိုပဋိသင်္ခါဏဘလလို့ခေါ်တယ်။စင်ကြင်မှုစွာအားဟာတိတ်အရေးကြီးတာ။လောကမှာစင်ကြင်စဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်တယ်။